င်းခံတိတာနေတယ်ပိုင်ရှင်တိတာနေတယ်ဒါလက်ပြီးနေတဲ့ဆိုင်သဘောတမင်းဆိုင်ဒီရဲ့နှစ်ခုနဲ့တချို့ကလာကြတယ်ပြန်ဒီအများဆိုင်တတားပြီဦးပေါ့အဲ့ဒါဆိုဒါဆိုကျွန်တော်တို့က special ဟင်းပေါ့သူ့ကိုကျွန်တော်တို့ပါမယ်ဆိုရင်တနာ yı တနာ yı မိနစ်၄၀လောက်ကြုံမှာမှာရတယ် ကျွန်တော်စားရောင်းတော့2500အရင်ဟင်းက၄မျိုးပါတယ်တို့စရာပါတယ်အခုဆိုရင်တော့ဟိုဈေးအတားဈေးနှုန်းမော်မူတည်ဒီဈေးနှုန်းကဖြစ်သွားတယ်အနည်းဆုံး8000ပေါ့ဟောအမြင့်ဆုံးကတော့ပစံတုံးနေဆိုရင်1800ဟုတ်ကဲ့အိုက်ချားမှာပါပဲကျွန်တော်ပြောတာကတော့သူတို့ကကျွန်တော်ဆိုင်ထဲဝင်လာတယ်ဘိုက်စားပြီးဝင်လာတယ်အာသူတို့စားတော့ပြီးဘိုက်ပြေးပြီးပြုံးပြုံးရှင်ပြန်သွားတယ်စားကောင်းတယ်ဆိုရင်ကျွန်တော်တို့ကအဲ့ဒါအပြောဆုံးပဲ ဒါကျွန်တော်တို့ပီတာဆူရဲ့အပြောဆုံးပေါ့နာမည်ကသိထိုက်စိုးပါ ော့ဒီနာဧရရေခေါ်တော့ကုညာရာတော့ခေါ်ပါလေစိုက်ဖွဲ့မယ်ဆိုတော့နာမည်နာမည်ရှာတော့ဒီနေ့နေ့ပါနေမင်းတော်ဦးရွာနာမည်လေးကိုပဲတို့တို့ရွှေရွှေထွက်လိုက်မယ်ဆိုပြီးကျွန်တော်ရွှေအင်းကန်ဆိုပြီးကျွန်တော်ခွင့်လိုက်ပါတော့ရွှေအင်းကန်ပြည်တော်နေတယ်ပိုင်ရှင်ပြည်တော်နေတယ်ဒါလက်ပြီးနေတဲ့ဆိုင်သောတမင်းဆိုင်ဒီရဲ့နှစ်ခုနဲ့တချို့ကလာကြတယ်ဗျာကျွန်တော်ကအစရောင်းကြရသောတမင်းပဲပမာချက်သားကျော်ရဲ့သောတမင်းရဲ့အဲချက်ဘူးပေါ့ ချက်ဘူးချက်ချက်ဘူးဆိုကာလာတဲ့ပုံစံမျိုးအဲ့ဒါက၃မျိုးကကျွန်တော်ရဲ့ဟိုပါပေါ့အဓိကအင်းလျာဖြစ်ကျွန်တော်တို့ကရောင်းတယ်ချက်ကာလာတဲ့ချက်အညာချက်ပေါ့ဟုတ်ညာချက်တော့သူကဟိုလုံးချက်တော့ဟိုအရတာတော့ပုံဝင်အောင်ပါဟုတ်စီတက်ချက်တာနဲ့ဆိုင်သူကရတာပုံဝင်တယ်ဒီလား ဟုတ်ကဲ့ဒီမှာတော်တော်များများကြောင်းရတာပေါ့အထွတ်ဆုံးကြီးပေါ့ဒီအများစတိုင်ကြက်သားပြီဦးပေါ့အဲ့ဒါဆိုဒါဆိုကျွန်တော်တို့က special ဟင်းပေါ့တို့ကိုကျွန်တော်တို့ပါလဲဆိုရင်တနာရီတနာရီမိနစ်၄၀လောက်ကျင်ပါမှာရောတို့ကကျွန်တော်တို့ကြက်သားအစိမ်းကိုချက်ပြီးဝီးဒွေးလေးနဲ့ကျွန်တော်တို့ကချက်အော်သူရဲ့သူရဲ့ဥစ္စာကဒါကအဲမိမိမစ်ကတော့ဆိုရအောင်ဟုတ်ကဲ့ပါ တို့ဗမာကျက်ဖြစ်တဲ့ကြောင်နည်းနည်းလေးမာရဲမာရဲနူးအောင်နည်းနည်းတေဟာဟိုကောင်တွေကနည်းနည်းသူဒီကောင်နူးလောင်ရဲ့အချိန်ကျမှဟိုကောင်တွေထည့်လိုက်မှာကွက်တီအကုန်လုံးထည့်ပါကျွန်တော်ဘုန်းကြီးကျောင်းတော်ဘွားတော်ကသမင်းစားရင်ကျွန်တော်တို့ဒီစကောဒီဘန်းလေးနဲ့စားရတယ်လို့အဲ့တော့ကျွန်တော်တို့ကအဲ့ဒါစားရတာပူကောင်းတယ်ကျွန်တော်တကန်နဲ့ဒီပလိတ်တင်နဲ့စားရတာဖြစ်ဒါလေးကစားလို့ကောင်းပါပဲအဲ့တော့ဒီနောက်မှလည်းငပြောရက်တီရပေါ့တော့ငပြောရက်လေးခင်ပြီးကျောင်းတည်နေပေါ့ဒါဒါမျိုးလေးပါဟုတ်ကဲ့ကျွန်တော်စားရောင်းတော့2500 အရင်ကဒီမျိုးပါတယ်ထိုးစရာပါတယ်အဲ2500နော်အအရေးတောင်းကြီးလေးပါ2500အခုဆိုရင်တော့ကိုဈေးအသားဈေးလုံးမမူတည်ပြီးဈေးလုံးကခွစ်သွားတယ်အနည်းဆုံး9000ပေါ့ဟောအမြင့်ဆုံးကတော့ပစံတုံးနေဆိုရင်တောင်း9000ဟုတ်ကဲ့အိုက်ချားမှာပါပဲအခုနောက်ဟို special ဟင်းတွေပါတယ်ဆိုရင်တော့2000လောက်တိရှိတာပေါ့ဒီကချိုးပဲလာကိုချင်းစက်လို့ချင်းစက်လို့ မှုရအောင်မှုရအောင်ပြီးကြလိုက်တော့ဘောပြီးတယ်လားအဲ့ဒါမှမှုရအောင်ဘောကလုံးချောင်းလို့စီးတက်ပြီးချက်လိုက်တာဒီပြချက်စလို့ဟုတ်ကြောင်းကမှာဒီကစပလီနေမှာဟုတ်ခုဟုတ်ကဲ့ကျွန်တော်တို့ကလုံးလာလေဟိုဒီကချက်စလို့နေမှာဟုတ်ကဲ့ချက်ယူရပါ යි ကိုအကုန်လုံးပြုတ်ထားပါဘော ဗမာကျပောင်းထားတဲ့အရေးပါလေစုံပါစုံကံကအလုံးအဲ့ကိုအရေးကချိုအောင်အားရှိအောင်ပါကျေးရတဲ့ခုံဟုတ်ကဲ့ခင်ဗျာဒီကောင်းအမကျွန်တော်တို့ဆိုင်မှာဟိုချက်ကိုပေါင်းထားတာခင်ဗျာဒီကောင်းဟိုတခြားအိုက်တမ်လေးရှိပါလေဒီအိုက်တမ်လေးမျိုးလည်းမဟုတ်တော့ကြောင့်ပေါင်းထားပေါင်းထားကြောင့်လူကြီးတာလူအကြီးရလဲဒီချက်ပေါင်းရေပဲသုံးတာခင်ဗျာအဲလူကြီးကတော့မဟုတ်ဘူးလူကြီးကိုချက်ခံတာဟုတ်ကဲ့ဟုတ်ကဲ့ပါခင်ဗျာဟုတ်ကဲ့ ော့ဒီပုံမှန် daily ရတာကတော့ကျွန်တော်က26မြို့28မြို့လောက်ရတယ်။ဟိုရန်ပါရန်ကကြတော့ကျွန်တော်ကဒီလေတော်ထဲမှာဖွင့်တာဖြစ်တဲ့အတွက်ဥမာဒီလေထွက်ပစ္စည်းလေးတွေဥမာငရှင်လို့ဥစားမျိုးတွေနောက်ဒီကျွန်တော်တို့ဖားလို့ကမျိုးတွေဒီရေကျက်တို့အာလင်းဝတ်ငက်ကလေးတွေအဲ့လိုမျိုးလေးတွေရတော့ရန်ပါရန်ကရလေကျွက်လေးတွေပေါ့။ဒါလည်းဒီနားရွာနီးချုပ်ဆက်ကအတူတူလုံးတဲ့လူကြီးလာလာပို့မှကျွန်တော်တို့ရောင်းတယ် နေ့တိုင်းတော့တွေ့မရဘူးဒါကမာကြီးဖား60ဆက်ပါခင်ဗျာဟုတ်ကဲ့ပါသူကတော့ဒီထဲမှာဖားထဲမှာဗားကြီးထည့်ထားလဲဆိုတော့ချိုးမုံစားချက်တောင်းမုံရုပ်ကောင်းအဲနေမုံပြီးတော့ဇီအရက်လေးနေနေဆက်ထားရမှာဟုတ်အဲပူပူလောလောလေးစားအောင်ဆိုတော့ကိုကြီးရဲ့ချက်လေးနဲ့အဲသူတို့မာရင်မာကျွန်တော်တို့ချက်ပြီးဟောအမငါးတို့ဘာလို့ဆိုကျွန်တော်တို့အစိမ့်ပေါ့ဒါပေမဲ့ချက်သားတို့ဘာလို့ဆိုတော့ကျွန်တော်တို့ကပေါင်းထားတယ်အမဲသားတို့ဘာလို့ဆိုတော့ဟိုနှက်ထားတယ်ပေါ့လာမကျွန်တော်တို့ ီကကျွန်တော်တို့ဘောက်ကိုလှုပ်တယ်ဟင်းနဲ့နဲ့ကျွန်တော်တို့ပြန်ရောပြီးခုလို့တော့ပြန်ချက်ဟုတ်ကဲ့အချောဆရာကညီအဲဇဝဲတို့ကအာတားနဲ့တမီကျွန်တော်တို့အသေးကငွေချင်းပြီးပေါ့အဲကူပေါလောင်ပဲဆိုတော့၃လရောက်လောက်ပါ၆ပြန်လေးဒီမှာကျန်တဲ့စီးနေနေပဲပြန်ပြန်ထောက်ပြန်ကျွန်တော်ပြောတာကတော့ သူတို့ကကျွန်တော်ဆိုင်ထဲဝင်လာတယ်ဖိုက်စာပြီးဝင်လာတယ်။အာသူတို့စားတော့ပြီးဖိုက်ကြည့်ပြီးပြုံးပြုံးရှင်ပြန်သွားတယ်စားကောင်းတယ်ဆိုရင်ကျွန်တော်တို့ကအဲ့ဒါအပြောဆုံးပဲ။ဒါကျွန်တော်တို့ပီတာဆိုရဲ့အပြောဆုံးပေါ့။ကျမကျွန်တော်ဇာတိကနမောင်းမြို့နယ်အဲနမောင်းနဲ့ကျောက်ပလောင်ကြားအညာလို့ခေါ်လို့လဲရတော့အဲ့ဘက်ကလာတာဆိုတော့ဒါလေးကကျွန်တော်တို့ဘက်ရဲ့ data အစားစာလေးအပုံးကြီးလုံးလေးတွေလို့ ဒီစက်တာကာလာချက်ဘူးလေးတွေလို့ခုနဒီခုနစက်တာမြေဦးဆိုရင်ဆိုတော့တို့ကအာတစောင်းပုံးလာပြီးညမှာတို့တို့အညာဆိုလူငယ်တွေစုရပေါ့စုပြီးတော့ဥမာကိုခင်တဲ့အိမ်တွေမှာချက်တွေကိုအဲချက်သားတွေကိုကျွန်တော်တို့ကချက်တွေကိုယူယူပြီးတော့ချက်စားတာပေါ့ချက်စားတော့တို့ကလည်းစိတ်မဆိုးဘူးဒါကျွန်တော်တို့ကအပျော်တမ်းပေါ့အဲဒီကဥစ္စာလေးကိုကျွန်တော်တို့ကတတိယလို့ဒါကျွန်တော်တို့အညာစတိုင်ချက်သားမြေဦးဆိုပြီးကျွန်တော်တို့ကထုတ်လိုက်တာပေါ့ရောင်းလိုက်တာပေါ့ဒါအညာချက်မြေဦးဟုတ် မှာပဲရမယ်နော်အဲဒီမှာပါဒီနားတော့ပါတော့ဒီမှာပဲရရတခြားဒေတာရောမသိဘူးပေါ့ကျွန်တော်ကတော့ဟိုပါပေါ့တိုင်တရာ20ကလက်မဲ့ကလက်မဟုတ်တော့မိုင်းတန်ကတုံမြင့်ဆောင်လေးဒီအထက်တမာတော့ ရွာရဲ့ဒီထိတ်မှရှိတာပေါ့ဟုတ်ဟုတ်ရွှေငံသဘောတမင်းဆိုင်ဆိုဒီဘက်တွင်ပြင်းမျိုးကလူတွေကအများဖြစ်ပြပါတယ်အဲအများဖြစ်လဲရန်ကုန်ကလူတွေလဲတကူတကသူတို့ဒီ day trip ပုံစံမျိုးလေးလာစားကြလာမြောက်ပါလေဗျဟုတ်ကဲ့